ထိုမင်းကတော့ဝမ်ချမ်ပီယံရှစ်ဘက်ကနေသူ့ကို6ကြိမ်တိတိကန်လန်းလာခဲ့ပြီဆိုပြီးတော့ပြည်သက်တွေကိုယဉ်ဖွင့်ခဲ့ပြီးတော့သူ့ရဲ့ပထမအဆုံးထိုးပွဲကြီးကိုဝမ်ချမ်ပီယံရှစ်ရဲ့တကယ်ကိုမှအမြင့်စားဖိုက်တာတွေနဲ့ပဲထိုးချင်ကြောင်းထိုးထိုးမင်းကယဉ်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်သူ့အနေနဲ့ဝမ်ချမ်ပီယံရှစ်မှာချမ်ပီယံရဖို့ကြီးကိုညှော်လင့်ထားတာမျိုးမဟုတ်ပဲနဲ့သူအသက်ရွယ်ကလေအနေထားတစ်ခုကိုရောက်ရှိနေပြီဖြစ်တဲ့တော့ one championship မှာသူ၃ပွဲလောက်ကိုထိုးမယ် ုံးပွဲလောက်ထိုးတဲ့အခါမှာလေတကယ်ကိုမှချန်ပီယံဖိုက်တာတွေလိုမျိုးနဲ့ပဲထိုးမယ်ပေါ့နော်အထူးသဖြင့်တော်သူကဆိုလင်ဦးကိုနိုင်ယူသွားတဲ့နာဘီနဲ့ထိုးချင်တာဗျနော်အရက်ကလည်းတိတ်ကွာမဲ့ပုံမပေါ်ဘူးဆိုတော့အရက်ချုပ်ပဲလေးနှမနာဘီကိုအမှောက်ကြိတ်ချင်တဲ့သဘောမှရှိတယ်ခက်တာကထွန်းထွန်းမင်းကို1 championship ဘက်ကနေတော့သပွဲထိုးကြည့်ဒေါ်လာ3500ပဲပေးတယ်ဗျထွန်းထွန်းမင်းကကျွန်တော်တို့တိတ်ဝင်းလိုက်နဲ့ဒါဟိုလာတုန်းကထိုးတဲ့ပွဲမှာတော့3500ကျော်ရလိုက်တယ်ဆိုတော့ မြန်မာပြည်ကပွဲလောက်တော့ပတ်စံမရဘူးဆိုတော့ဘာလို့သွားထိုးมาလဲဟုတ်တယ်မလားဆိုတော့ထွန်းထွန်းမင်းကအခု1 championship ကိုပတ်စံအပူတောင်းထားတယ်အ ਨੇ ဆုံးတော့မြန်မာပြည် champion တယောက်အနေနဲ့ဒေါ်လာ1000တော့ကျော်ရမှာပဲเนาะကျွန်တော်တို့ Tiger Root ကိုကြည့်ပြဂျပန်နိုင်ငံရဲ့တကယ့်ကိုမှထိပ်သီးနာမည်အကြီးဆုံး fighter ဖြစ်တယ်နံပါတ်1ကစားသမားဖြစ်တယ်ဆိုတော့သူ့ရဲ့သပွဲထိုးကျကဒေါ်လာ1000တန်းမှာရတယ်ဆိုတော့အဲ့လောက်တည်းထိရဖို့ကိုမျော်လင့်ပါဘူးတဲ့ဗျာအခုကမြန်မာနိုင်ငံမှာသူကနာမည်အကြီးဆုံးတွေတဲကမှာ တယောက်ဖြစ်တယ်ဆိုတော့ချန်ပီယံလေးဖြစ်တယ်ဆိုတော့ဒေါ်လာ1000ကတော့အနည်းဆုံးရသင့်တယ်ဒေါ်လာ1000တောင်3400ကျော်ပဲရှိတယ်ဗျာဆိုတော့အဲ့လောက်ကတော့ရသင့်တယ်ပေါ့နော်ဆိုတော့ one championship ကနေသာသူ့ကိုအဲ့လောက် ပေးနိုင်မယ်ဆိုရင်တော့ဖြစ်သူအနေနဲ့တကယ်ကိုမှ fighter ကြီးတွေနဲ့ပဲထိုးမယ် champion ဖြစ်ဖို့ဒီရွယ်ထားတာမဟုတ်ဘဲနဲ့ဝဲကြီးပွဲကောင်ထိုးမယ်ပေါ့ဗျာအာတနိုမင်းကတော့ကျွန်တော်တို့အရက်6ပဲ၄လမှာနာပြီးနဲ့ထိုးခြင်းနဲ့ဆိုပြီးတော့ဖွင့်ဟထားတာလေးဖြစ်ပါရယ်နော်